ice lemon tea ဖြိုးဖို့အတွက် lemon တစ်လုံးအသုံးပြုတာပါတယ်ဒီနေရာမှာရိုးရိုးတက်များသည့်ဒါမှမဟုတ်တက်မျိုးသီးကိုလည်းအသုံးပြုလို့ရပါတယ် black tea အမုံကိုလည်းထမင်းစားစုနှစ်စုံခန့်အသုံးပြုထားပါတယ်ဒီနေရာမှာရိုးရိုးလက်ဖက်ချကိုလည်းအသုံးပြုနိုင်ပါတယ်တခြားထမင်းစားစုသုံးစုံအသုံးပြုထားပါတယ်ကြာရင်ပူထည့်ပါပြားရည်အနေနဲ့ထဲပါမယ်မထဲလို့လည်းရပါတယ်ထဲရင်တော့မှုေးပြီးတော့တောက်လို့လည်းပို့ပြီးတော့ကောင်းပါတယ် အရင်ဆုံးတရားရီလုပ်ဖို့အတွက်လီမွန်မှာရှိတဲ့အခွန်လေးတွေကိုလီးပါမယ်။အောက်ကအဖြူလေးတွေမပါဘဲနဲ့ဒီအကူတူရဲ့အခွန်ပါလေးတွေကိုပဲလီးပါမယ်။ဒါလေးတွေကိုတရားကျိုးလို့ရှိရင် ထဲမှာပါ။ဒါဆိုရင်တော့မွေးပြီးတော့ပို့ပြီးတော့ရှာတတ်တာလေးနဲ့တောက်လို့ပိုကောင်းပါတယ်။မထည့်လဲရပါတယ်။အောက်ကအဖြူမပါအောင်ယူဆိုင်ပါ။အောက်ကအဖြူပါလို့ရှိရင်တော့တရားရီကနည်းနည်းလေးခါပြီးတော့တတ်သွားပါလိမ့်မယ်။ပြီးလို့ရှိရင်တော့အရင်ညှစ်ဖို့အတွက်မိမိစင်ပြေသူလိုလီးထားပါမယ်။ ပြီးလို့ရှိရင်တော့စကားလေးနဲ့တေချာစစ်ပြီးတော့အရေးညက်ပါမယ်အစီတွေပါသွားပြီးအဖက်တွေပါသွားလို့ရှိရင်ခါတတ်ပါတယ်တခြားရေချိုးဖို့အတွက် ရေ200မီလီလီတာလောက်ကို စုနေအောင်တဲပါမယ်စုလာပြီးဆိုလို့ရှိရင်တော့တခြားထည့်ပြီးတော့ခုနကလီထားတဲ့ခုံလေးတွေထည့်ပါမယ်စားအနည်းငယ်ထည့်ပါမယ်ပြီးလို့ရှိရင်မှုေပြီးပြီးတော့3မိနစ်လောက်ပုပ်ပတ်စုအောင်တည်ထားပြီးလို့ရှိရင်အေးအေးခံထားပါမယ် ဘလတ်ဒီအမုံကြိုဖို့အတွက်နောက်ထပ်ရေ200မီလီလီတာလောက်ကိုပဲပုပ်ပွက်ဆူအောင်တည်ထားပါမယ်။ပုပ်ပွက်ဆူလာရင်ဘလတ်ဒီအမုံလေးတွေထည့်ပြီးတော့10မိနစ်လောက်မီးနေတော့နဲ့ပုပ်ပွက်ဆူအောင်ကြိုထားပါမယ်။ပြင်းတော့အမုံလေးတွေကိုစကားနဲ့ဆက်ပြီးတော့အေးအေးခံထားပါမယ်။ဒါဆိုရင်တော့ လင်မတီးဖြုတ်ဖို့အတွက်အားလုံးစင်တင်ဖြစ်နေပါပြီ။အရင်ဆုံးကြိုထားတဲ့ bloody ရေထဲပါမယ်။ကြားရေနဲ့ညှစ်ထားတဲ့လီမိုအရေထဲပါမယ်။ဒီအချိန်စတွေကိုမိမိကြိုက်တယ်လို့လူတို့ပိုလျှော့လုပ်နိုင်ပါတယ်။ပြီးရင်တော့ရေခဲလေးထဲပါမယ်။အနံ့မွေးအောင်လို့လီမိုခုံလေးလည်းထဲပါမယ်။နောက်ဆုံးမှပြားရေလေးအနည်းငယ်ထည့်ပြီးတော့နှက်နေအောင်မွေးပေးပါမယ်။ဒါဆိုရင်တော့မွေးမွေးလေးနဲ့တောက်လို့ကောင်းပြီးတော့တောက်တဲ့တန်းနဲ့လမ်းဝါးတဲ့ ice lemon tea လေးဖြော်လို့ပြီးပါပြီ။ကိုကနည်းနည်းလေးဖန်တာကြိုက်လို့ရှိရင်တော့ black tea ဖြော်ထားတဲ့အမုံကိုပိုထည့်ပြီးတော့နည်းနည်းချင်တာလေးကြိုက်လို့ရှိရင်တော့ lemon အရည်လေးကိုပိုထည့်နိုင်ပါတယ်။အားလုံးပဲအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ပါမယ်။